ဘဲဥဟင်းကိုခန်းကျင်သည့်အနှစ်လေးနဲ့ပြည်သူတွေစားဖို့ကြလဲရှင်မစားဘူးသေးရင်ချက်နီကိုဒီဗီဒီယိုမှာဝင်ကြည့်သွားကြအောင်နော်ဒီမှာကျွန်မက sharing လုပ်ပေးပါမယ်အရင်ဦးဆုံးဘဲဥကိုကျွန်မတို့ကပြုတ်လိုက်ပါမယ်ဘဲဥပြုတ်နေတဲ့အချိန်မှာပြုတ်ထားတာကိုမေ့ပြီးတော့မှတီတီတဲက live စီရောင်းတာကိုသွားကြည့်ရင်လည်းကျွန်မကမိသွားတယ်အမဘဲဥတလုံးကကွဲသွားတာပေါ့နော်အမတခါလေးကြားလို့ရှိရင်လည်းဟင်းချက်တာလေးကဒီလိုအလွယ်လေးကြီးရှိကြတယ်ပေါ့နော်အဲ့ ဘေးဥကွဲသွားတဲ့အတန်ကြာသွားမှမယ်ကျမ။အော်ငါငါဘေးဥပြုတ်သွားပါလားဆိုပြီးတော့မှတတိယပါတော့မှဘေးဥထိအခွန်နွားလိုက်မယ်ပြီးရင်အခုလိုလေးပေါ့နော်အရသာဝင်အောင်စိတ်လိုက်တယ်။စက်သွန်းနေနဲ့စက်သွန်းဖြူကိုလည်းကျမတို့ကကြိတ်ပေးလိုက်ပါတယ်ရှင်။ကဲစပြီးတော့ချက်မယ်စီထည့်မယ်။ပြီးတော့ကြိတ်ထားတဲ့စက်သွန်းနေစက်သွန်းဖြူကိုစီမွေးတဲ့ထိတက်မယ်။နနွင်းလေးပါနည်းနည်းလေးထည့်ပြီးတော့မှစီတက်လိုက်ပါမယ်။မြုပ်တီခွဲချမ်းမှုလေးပါထည့်ပါတယ်ရှင်။ချက်တဲ့အခါမှလေးစီချက်တီတက်ပြီးဆိုရင် ပြရည်ထည့်မယ်ဆိုရင်ငင်ပြရည်ပါတခါတည်းစီချက်တက်ပြီးတော့မှချက်ကြည့်ပါတော့ခင်းရဲ့အနံ့ကိုပို့ပြီးတော့မှမွေးစေပါတယ်စီချက်တက်ထားတဲ့ငရုတ်တီတွေမွေးလာပြီဆိုလို့ရှိရင်ကျမကခင်းချင်ဒီကိုထည့်ပါတယ်ရှင်ခင်းချင်ဒီ sauce ပေါ့နော်ဒါလေးကတော့လက်ဆောင်ရခဲ့တာပေါ့နော်အီတလီနိုင်ငံရဲ့ခင်းချင်ဒီ sauce လုပ်နည်းကိုနှစ်ရှည်ဘလို့ထားအောင်လုပ်တဲ့နည်းသိချင်တယ်ဆိုလို့ရှိရင်အရင်ဗီဒီယိုမှာတင်ထားပြီးတာရှိတယ်အမှတော့ကြည့်နိုင်ပါတယ်အရသာအနေနဲ့စားတကြဂျပ ံအရသာမို့အနေနဲ့ထည့်ပါတယ်အရသာတော့ကိုကြိုက်တယ်လို့ထည့်နိုင်တယ်ပြီးတော့ခဏကတုတ်ထားတယ်ကျက်ဥလီအော်ဘေးဥလီလို့ထည့်ပါတယ်ကျက်ဥနဲ့ဘေးဥနဲ့မှာတယ်ကျမကလေဟင်းချက်တခြားလူတွေတော့မသိကျမကလေဟင်းချက်ပြီးဆိုတာနဲ့ဘေးဥကိုဟင်းချက်စားတာလေ အရန်ကြိုက်တယ်ကြက်ဥကိုလုံးအလုံးဝမကြိုက်ဘူးဘယ်ဥကိုပဲကြိုက်တယ်ဘယ်ဥကလေသူ့အခွန်လေးကမမကျွတ်ကျွတ်လေးနဲ့ကျမကတော့အရန်ကြိုက်ပါလေရှင်ဟင်းချက်ပြီးတော့မှရေတွေခံလာပြီဆိုလို့ရှိရင်ကျမတို့ကကျက်တုံမိတ်လေးကိုထည့်လိုက်မယ်နည်းနည်းပဲနဲ့ကျက်တုံမိတ်လေးပေါ့နော်အဲ့အားလေးကိုကျမတို့ကခတ်ပေးလိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့အရသာရှိပြီးတော့မှအရန်စားကောင်းတဲ့ခင်းတင်ဒီအနစ်မွေးမွေးလေးနဲ့ချင်းချင်းလေးစားလို့အရန်ကောင်းတဲ့ဘယ်ဥခင်းတင်ဒီအနစ်ချက်လေးရရှိလာမှာ ်ပါတယ်ဒီနေ့ဟင်းကတော့ကျွန်မကအလုပ်ကိုယူသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းကြိုက်လီထဲမှာထည့်လိုက်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ကျွန်မရဲ့ဟင်းလေးကရပါပြီထမင်းပူပူလေးနဲ့တိုးစရာအစုံလေးနဲ့တိုးစာအရန်အရန်ကိုကောင်းတယ်ဟင်းအနစ်လေးကိုထမင်းလေးနဲ့နှဲပေါ့နော်ကျွန်မကတော့အခုတလောအာဝိတ်ချနေတာရဲ့ပြီးတော့မှကျွန်မရဲ့ဘက်ကိုပြင်ပြီးတော့လိုက်စားနေတာဆိုတော့ဆန်လုံးညူစားတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်မ rice berry စားဖြစ်နေတယ်ပေါ့နော်ကြည့်ဒါဆိုလို့ရှိရင်တော့အဆင်သင့်ဖြစ်ပါပြီကျေးဇူးပါ 拜拜。